Idea Story Knowledge Entertainment Channel မှာပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာအားလုံးမင်္ဂလာပါကျွန်တော်ဒီအပတ်မှာတော့ကျုပ်အနှစ်မစားတဲ့တဲ့သူတွေကိုဒီကထားပြီးတော့ပြောပြပေးမှာဖြစ်ပါတယ်ကျုပ်စားခြင်းရဲ့ကျမရဲ့အနေတွေပြီးတော့အကျိုးကျေးဇူးတွေနဲ့တတိထားမယ့်အချက်တွေပဲဖြစ်ပါတယ်ဟုတ်ပါတယ်ကျုပ်ကအရေးပါတဲ့အားရတဲ့ပေးစွမ်းနိုင်နေဆိုပေမဲ့ကျုပ်နှစ်ကတချို့သောသူတွေအတွက်ကတော့အန္တရာယ်ရှိပါတယ် ကျောက်အကာကကျမရဲ့နဲ့ညင်ညွတ်တဲ့တခြားရွေးချယ်စားတစ်ခုလည်းဖြစ်ပါတယ်။အားလုံးကိုသိရှင်နားလေခြင်းဖြင့်လူတိုင်းဟာမိမိတို့ရဲ့ကျမရဲ့ကိုမထီခိုက်စေပဲကျုပ်ရဲ့ကောင်းကျိုးတွေကိုရရှိစေမှာပဲဖြစ်ပါတယ်။အချက်နှစ်ချက်ကိုကြည့်လိုက်ကြရအောင်။နံပါတ်၁ကတော့ကျုပ်အနှစ်မစားတဲ့သူတွေအကြောင်းနံပါတ်၂ကတော့ပုံမှန်လူတွေကျုပ်စားတဲ့ခါမှာရရှိလာမဲ့ကောင်းကျိုးတွေဖြစ်ပါတယ်။ကျုပ်အနှစ်မစားတဲ့သူတွေကိုကျွန်တော်တို့အရင်ကြည့်လိုက်ကြရအောင်။ နံပါတ်1ကတော့ cholesterol မြင့်မားတဲ့သူတွေနဲ့နှလုံးရောဂါရှိတဲ့သူတွေပဲဖြစ်ပါတယ်။ကျောဦးနှစ်က cholesterol ပေါင်ဝင်မှုမြင့်မားပြီးတော့အမြင့်တလုံးမှာဆိုလို့ရှင် cholesterol က185 mg ခန့်ပေါင်ဝင်နေတာပဲဖြစ်ပါတယ်။လူအများစုအတွက်တစ်နှစ်တစ်လုံးကနေနှလုံးတင်းတင်းများသားစွာ စားသုံးမယ်ဆိုလို့ရှင်တော့ဘေးကင်းနေဆိုတော့လေ cholesterol မြင့်မားတဲ့သူတွေနှလုံးရောဂါရှိသူတွေအနေနဲ့ကတော့အစာတောက်ကနေ cholesterol ရဲ့အဆိုးကျိုးတွေကိုပုံမှန်ခံစားရနိုင်ပါတယ်။ ိုလက်စတရောလွန်ကျွန်းစားသုံးမိမယ်ဆိုလို့ရှင်သွေးလွှတ်ကြောတွေမှာရှိတဲ့ plaster လို့ခေါ်တဲ့သွေးကြောနေရမှာအစီတွေစုပုံလာပြီးတော့ကျွန်တော်တို့ heart attack ဖြစ်တာတွေလေဖြတ်တာတွေစတာတွေဖြစ်ပေါ်လာနိုင်ပါတယ်နှလုံးနဲ့ဆိုင်တဲ့ကျန်းမာရေးပြဿနာရှိသူတွေဟာကျောက်အနှစ်စားသောမှုကိုဂရုတစိုက်ရှိတင်ပါတယ်။ကျောက်အနှစ်ကိုဖေထုတ်ပြီးတော့ကျောက်အကာစိတ်ပိုင်းကိုသာစားသောမယ်ဆိုလို့ရှိရင်တော့ကျန်းမာရေးအတွက်ပုံမှန်ကောင်းမွန်စေမှာပဲဖြစ်ပါတယ်။နံပါတ်1အချက်အနေနဲ့ကတော့ကြောက်ကဲ့ယောဂါရှိတဲ့သူတွေပဲဖြစ်ပါတယ်။ ကျုပ်အနေရောအကာရောကအည်သွေးမြင့်တဲ့ protein အကောင်းဆုံးဖြစ်တဲ့ဆိုတော့လေကျုပ်နဲ့မှာ phosphate တက်မြမစွာပါဝင်နေလို့ပဲဖြစ်ပါတယ်။အဲ့ဒါကကြောကဲ့ယောဂတဖြည်းဖြည်းပုံမဆိုးရလာမှုကို ဖြစ်လာနိုင်ပါတယ်။အဲ့ဒီအတွက်ကြောင့်မို့ကျုပ်နှစ်ကိုရှောင်ကျဉ်သင့်ပါတယ်။ကြောကကခန္ဓာကိုယ်ထဲမှာရှိတဲ့ phosphate တက်ကိုထိန်းချိပေးတဲ့အဓိကစိတ်ပိုင်းလေးဖြစ်ပါတယ်။ကြောကအလုံးမလုံးတော့ဘူးဆိုလို့ရှိရင်ကြောကအလုံးမလုံးတဲ့အခါမှာအဲ့ဒီတက်က တွေးထဲမှာစုပေါင်းလာပြီးတော့ကျွန်တော်တို့အယောအားနေတာတွေနှလုံးယောဂါတွေဖြစ်တဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုကြောက်ကန်ယောဂါပြင်ဖြစ်ပွားနိုင်လို့ပဲဖြစ်ပါတယ်။အဲဒီကြောင့်မို့ကျုပ်စားမယ်ဆိုလို့ရှင်ကျုပ်အနှစ်ကိုဖေထုတ်ပြီးတော့ကျုပ်အကာစေးပိုင်းကိုသာစားသုံးပေးပါ။နံပါတ်3ချက်ကတော့ခေါင်းယောဂါရှိတဲ့သူတွေပဲဖြစ်ပါတယ်။ကျုပ်နဲ့မှာပြူရင်းလိုခေါ်တဲ့တဘာဝတဘောင်းပါဝင်လို့ပဲဖြစ်ပါတယ်။ခန္ဓာကိုယ်ကအဲ့ဒီပြူရင်းတဘောင်းတွေကိုယူရစ်အက်ဆစ်ဖြစ်ဖြိုခွဲပေးတာပဲဖြစ်ပါတယ်။ ယူရီးယားဆင့်များပြားလာမယ်ဆိုလို့ရှင်တော့ခေါရောဂါကိုပုံမဆိုးရစေပြီးတော့ခေါရောဂါရှိသူတွေအနေနဲ့အဆစ်တွေပိုပြီးတော့နာကျင်ကြိုက်ခဲတာတွေရောင်ရမ်းတာတွေကိုဖြစ်ပေါ်စေမှာပဲဖြစ်ပါတယ်ခေါရောဂါဖြစ်ပေါ်ရတဲ့သူတွေအနေနဲ့ကတော့ကျွန်တော်တို့ကြုံနေအပါဝင်ပြူရီတက်ကျော်ရတဲ့အစားအစာတွေဖြစ်တဲ့အညီရောင်သားပင်လယ်စားတို့ကိုကျွန်တော်တို့ကန့်သက်စားသုံးခြင်းဖြင့်ခေါရောဂါရှိသူတွေအနေနဲ့နာကျင်ကြိုက်ခဲမှုတွေကို ပြောပါသားသားစင်မှာပဲဖြစ်ပါတယ်။အဲဒီပြင်ကျွန်တော်တို့ရေတက်ပြောရစွာတောက်တော်မောကလည်းအရေးကြီးပါတယ်။တခြားသောအစားအစာတွေရန်နဲ့ကျွန်တော်တို့ဒီပြင်းတက်စားသောမှုကိုထိန်းထားခြင်းဖြင့်ခေါရောဂါဆက်လက်ဖြစ်ပွားတဲ့ထံကိုရှင်းချနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်မို့ကျွန်တော်တို့ဒီကြုပ်ကိုစားသုံးမယ်ဆိုလို့ရှိရင်ကြုပ်နည်းကိုဖယ်ထုတ်ပြီးတော့ကြုပ်ကစိတ်ပိုင်းကိုသာရွေးချယ်စားသုံးပေးပါ။နံပါတ်၄ကတော့အသေးချောက်ယောဂါရှိတဲ့သူတွေဖြစ်ပါတယ်။မစားသင့်ပါဘူး။ ကျုံထဲမှာပါဝင်တဲ့ cholesterol မြင့်မားမှုဟာအသေးကျမရေးကိုထိခိုက်စေနိုင်လို့ပဲဖြစ်ပါတယ်။အသေး၆ရောဂါရှိသူတွေဟာကျုပ်ကိုအလွန်ကြုံမစားသင့်ပါဘူး။ကျွန်တော်တို့ဒီဘာကြောင့်လဲဆိုတော့ကျုပ်အနှစ်မှာရှိတဲ့ cholesterol ကအသေးမှာအဆီဆူခြင်းကိုဖြစ်စေနိုင်လို့မဖြစ်ပါတယ်။ကျုပ်ကိုလွန်ကြုံစားသုံးမယ်ဆိုလို့ရှိရင်နော် protein နဲ့အဆီဓာတ်စားသုံးမှုကိုမြင့်တက်စေပြီးတော့အသေးကိုပိုပြီးတော့ဝင်ပြီးစေမှာပဲဖြစ်ပါတယ်။ ျွန်တော်ဒီကျုပ်စားသုံးမှုကိုကန့်သတ်လိုက်မယ်ဆိုလို့ရှင်ဒီအသေးချောက်ယောဂရှိသူတွေအနေနဲ့ဒီအသေးစီပုံယောဂအသေးမှာဗီတာမင်အစုပုံနဲ့ပြဒနာတွေစီတိုယောဂတွီတိုယောဂနဲ့ပေါ့နော်ဒီတခြားအစီတက်ပြဒနာတွေကိုထိန်းသိမ်းဖို့အထောက်အကူဖြစ်စေမှာပဲဖြစ်ပါတယ် ကျုပ်အများပြားစားသုံးခြင်းဟာကျွန်တော်ခုနကပြောခဲ့သလိုပေါ့နော်ဒီသွေးနှင်းကိုလက်စတရောကိုမြင့်တက်စေနိုင်တယ်ပြီးတော့ဒီသွေးကြောပိတ်ဆို့ခြင်းကိုဖြစ်စေနိုင်တယ်ဒီဖြစ်တာတွေနှလုံးတက်ခိုက်ခံရတဲ့ဖြစ်တဲ့ heart attack တွေပေါ့နော်ဒီတခြားအန္တရာယ်ကိုလည်းဖြစ်စေနိုင်လို့မဖြစ်ပါတယ်အဲ့ဒီတော့ကျွန်တော်တို့ကျုပ်စားမယ်ဆိုလို့ရှင်ကျုပ်အကာကကယ်လိုရီနေပြီးတော့ကယ်ရှီယမ်ပရိုတင်းနဲ့ကင်ဆာကာကွယ်ပေးတဲ့သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့အတွက်ကြောင့်မို့ အဲ့ဒီပြင်ပေါ့နော်ကျွန်တော်ဒီဆီလီနီယံလို့ခေါ်တဲ့ဓာတ်လေးကျော်ရတဲ့အတွက်ကြောင့်မို့အသေး6ယောဂါရှိသူတွေအတွက်တင်တော်တာပဲဖြစ်ပါတယ်။ကျောင်းဦးညကိုကိုလက်စတောပေါင်ပင်မှုမြန်မာပြီးတော့အလွန်ကျော်စားသုံးမိမယ်ဆိုလို့ရှင်ဒီအသေး6ယောဂါရှိသူတွေနည်းနည်းအားတော့အစီတက်ဇီဝဖြစ်ပြမှုတွေပြန်ရုံးစေနိုင်တယ်။ပြီးတော့အသေးရလုံဆောင်ချက်ကိုဆိုရစွာတည်ရောက်မှုရှိစေနိုင်မှာပဲဖြစ်ပါတယ်။အဲ့ဒီအတွက်အသေး6ယောဂါရှိသူတွေနည်းနည်းအားတော့ကျောင်းဦးညကိုလုံးဝရှောင်ကြဉ်ဖို့အကြံပြုပါတယ်။ နံပါတ်5ကတော့စီတော်ယောဂရှိတဲ့သူတွေကျုပ်ဦးနှစ်ကိုမစားသင့်ပါဘူး။ကျွန်တော်တို့ဒီအမျိုးအစားနဲ့စီတော်ယောဂရှိသူတွေမှာကျုပ်ဦးနှစ်စားသုံးမှုကိုတတိထားသင့်တာပဲဖြစ်ပါတယ်။အစားအသောက်ကနေကိုလက်စတရောမြန်မာမယ်ဆိုလို့ရှိရင်တော့စီတော်ယောဂရှိသူတွေမှာနှလုံးသွေးကြိုးဆန်ရလို့ပေါ့နော်ဒီနောက်ဆက်တွဲဆိုးကျိုးတွေကိုပုံမှန်ဆိုးရဆင်းနေလို့ပဲဖြစ်ပါတယ်။စီတော်ယောဂရှိသူတွေအနေနဲ့ပေါ့နော် ဒီအနေကိုရှော့ချဖို့အတွက်ဆိုလို့ရှင်ကျုပ်စားသုံးဖို့ကိုကျွန်တော်ဒီအမြင့်တက်ကျော်ရတဲ့အစားအစာတွေအစီနဲတဲ့ပရိုတင်းတွေနဲ့ပေါ့နော်ဒီကြမ်းမာရည်နဲ့ညညွတ်တဲ့အစီတွေစားသုံးခြင်းဖြင့်ချိန်ညှိလို့ရပါတယ်ကိုလက်စတောမပါဝင်မဲ့ပရိုတင်းတက်ကိုပေးစွမ်းနိုင်တဲ့ကျုပ်အကာကိုဒီသွေးရည်နှကြားတန်းတဲ့နှလုံးကြမ်းမာရည်ကိုထင်းသိနေတဲ့သူတွေအတွက်ပုံပုံဘေးကင်းစွာအစားထိုးဖြင့်စားသုံးသင့်ပါတယ်နံပါတ်6ကတော့ကျုပ်အနှင်းနဲ့ဓမ္မတဲတဲ့သူတွေပဲဖြစ်ပါတယ် ဓမ္မတက်မှုကိုဖြစ်စေတဲ့ဒီကပစ္စည်းတွေဖြစ်တဲ့ကျုပ်အကာမှာပါဝင်တတ်တယ်ဆိုတော့ငါလည်းတချို့သောသူတွေမှာကျုပ်အနှစ်စားမယ်ဆိုလို့ရှင်တုံ့ပြန်မှုတွေဖြစ်နိုင်ပါတယ်ဓမ္မတက်မှုတွေအနေနဲ့ကတော့ကျွန်တော်တို့ဘိုင်းအောင်နာတွေစာချစ်စနစ်ပြဿနာတွေပြီးတော့ရေပြားရရန်နာတွေအင်ပြင်ထတာတွေသက်ရှူကြက်တာတွေစတာတွေဖြစ်စေနိုင်ပါတယ်ကျုပ်ဓမ္မတက်ကြောင့်သိရှိထားတဲ့သူတွေအနေနဲ့ကတော့ကျုပ်နှစ်ကိုလုံးဝရှောင်ကျဉ်သင့်ပါတယ် နမခွန်ကတော့ဆေးဝါးတွေတောက်သုံးနေရတဲ့သူတွေပဲဖြစ်ပါတယ်။ဘလို့ဆေးဝါးတွေဆိုတော့ကျွန်တော်ဒီကိုလစတောကျစေဖို့တောက်သုံးနေစတာတင်လို့ဆေးဝါးတွေနောက်တစ်ချက်ကဒီသွေးကြေးဆေးလို့ပေါ့နော်ဆေးဝါးတွေတောက်သုံးနေမယ်ဆိုလို့ရှိရင်တော့စားသောက်မှုပုံစံကိုဂရုစိုက်ဖို့လိုအပ်မှာပဲဖြစ်ပါတယ်။တဝူးနှစ်ကိုလုံးဝရှောင်ဖို့မလိုအပ်ဘူးဆိုတော့ငါလည်းတင်းတင်းမြှသားစွာစားသုံးခြင်းဟာအဓိကတော့ချက်ပဲဖြစ်ပါတယ်။ကျုပ်နဲ့မစားတဲ့လူတွေအကြောင်းကိုသိပြီဆိုလို့ရှင်ကျုပ်စားသုံးခြင်းအကျိုးကျေးဇူးတွေကိုကျွန်တော်ဆက်လက်ကြည့်အောင် ရည်သွေးမြင့်ပရိုတင်းရဲ့ကျေဝါတဲ့အာဟာရလေးဖြစ်ပါတယ်။ကျုပ်ကခန္ဓာကိုယ်အတွက်လိုအပ်တဲ့အမိုင်နိုအက်ဆစ်ခုံမျိုးစလုံးပါဝင်တဲ့ပရိုတင်းတဲ့ကျေဝါစွာပါဝင်တာပဲဖြစ်ပါတယ်။အဲဒါကကြွသားတည်ဆောက်ဖို့ကျွန်တော်ဒီတ िश ူးတွေပြန်လေးကောင်းမွန်ဖို့နဲ့တည်ထောင်ဖွံ့ဖြိုးဖို့အတွက်အထောက်အကူပြုတာပဲဖြစ်ပါတယ်။နောက်တစ်ချက်ကအုံနောက်ကျမရဲ့ကိုပံမောပေးနိုင်တယ်။ကျဲဦးနစ်ကအုံနောက်လုံဆောင်ချက်မှန်ဉဏ်နဲ့အာယုံကျော့အချက်ပြမှုတွေအရေးပါတဲ့ကိုလင်တက်ကျဲဝါစွာပါဝင်တော့ပဲဖြစ်ပါတယ်။ ဒါရင်မဲလားဆိုလို့မဟုတ်ဘူးကျွန်တော်တို့ဒီမရှိမဖြစ်ဗီတာမင်နဲ့သတ္ထုဓာတ်တွေပါဝင်နေတယ်။ဘလို့ဗီတာမင်လဲဆိုတော့ကျွန်တော်တို့ဗီတာမင် A ဗီတာမင် D ဗီတာမင် E ဗီတာမင် B တွေသတ္ထုဓာတ်တွေဖြစ်တဲ့ဆယ်ဒီနီယန်တန်ဓာတ်တို့ပါဝင်ပြီးတော့ကျွန်တော်တို့ဒီအမြင်အာယုံအတွက်အယိုးကျန်းမာရေးအတွက်ကိုခန်းစနစ်အတွက်နဲ့သွေးနေဦးဆဲတွေထိုးလို့ဖို့အတွက်အလုံးကိုရည်ကြည်တာပဲဖြစ်ပါတယ်။ပြီးတော့ဒီတင်းတင်းမြတ်သားဆိုတော့ကျွန်တော်စားသုံးမယ်ဆိုလို့ရှိရင်နှလုံးကျန်းမာရေးကိုလည်းတောက်ကိုပြုတယ်။ ကျုံမှာကျွန်တော်ဒီကျမရင်းနဲ့ညညွတ်တဲ့အစီတွေပေါ့နော်ပြောရရင် omega 3တို့ပေါ့နော်ဒီအာဟာရတွေပါဝင်ပြီးတော့နှလုံးသွေးတို့ကျမရင်းကိုကောင်းမွန်စေလိုပဲဖြစ်ပါတယ်မျက်စိကျမရင်းကိုမြင့်တင်ပေးနိုင်တယ်ကျုပ်ကမျက်စိကိုဒီအသက်ရွယ်ကြောင်းဖြစ်တယ်ပေါ့နော်ဒီ muscular degeneration လို့ယုံရင်းပျက်စီးမှုကနေကာကွယ်ပေးနိုင်တယ်ပြီးတော့အမြင်အာရုံကောင်းမှုမှုအတွက်ပေါ့နော်ဒီလူတင်းနဲ့ဇီရာတင်းနဲ့ပေါဝင်တဲ့အတွက်ကြောင့်မျက်စိကြမ်းမာရေးအတွက်စားသုံးပေးတဲ့အစားအစာလေးဖြစ်ပါတယ် ကိုလေးချင်းထီထင်းချင်းကိုလည်းအကူအညီပေးတယ်။ project မြန်မာပြီးတော့ calorie နည်းတဲ့ကျဥ်ပြုတ်ကိုစားမယ်ဆိုလို့ရှင်ဗိတ်ပြေစင်ယုံနေမကပါဘူး။အစာစားခြင်းစိတ်ကိုချိတ်ချုပ်ပေးပြီးတော့ကျန်းမာတဲ့ကိုလေးချင်းကြာဆင်းဖို့အထောက်အကူပြုနိုင်မှာပဲဖြစ်ပါတယ်။ကျဥ်ကြောမဆိုးလို့နော်။ကျဥ်ပြုတ်ကိုပြောခြင်းပဲဖြစ်ပါတယ်။ကိုခန်းစနစ်ကိုလည်းမြင့်တင်ပေးနိုင်တယ်။ကျောက်ဥတွင်းမှာပါဝင်တဲ့ဗီတာမင်နဲ့သတ္ထုဓာတ်တွေပြီးတော့ဒီတတိုးဆန့်ကျင်ပစ္စည်းတွေကကိုယ်ခန်းစနစ်ကိုအားကောင်းစေတယ် ပြီးတော့ဒီဝင်လာတဲ့ယောဂပုံမွားတွေကိုတိုက်ထုံနိုင်စွမ်းနေရှိတယ်ခန္ဓာကိုယ်ရဲ့ရောင်ရမ်းမှုကိုလည်းလျှော့ချပေးနိုင်စွမ်းရှိပါတယ်ပြီးတော့ဒီစားရလွယ်ကိုပြီးတော့ဇင်းနှုံချောတာတဲ့အာဟာရပြည့်ဝတဲ့စားစာလေးဖြစ်ပါတယ်ကျွန်တော်ဒီကြုပ်ကချက်ပြိုရလွယ်ကိုပြီးတော့ဒီလွယ်လင်းတကူရရှိနိုင်တဲ့စားစာတစ်ခုဖြစ်တဲ့အပြင်အာဟာရဓာတ်မျိုးစုံပါဝင်တဲ့ဒီဇင်းနှုံချောတာတဲ့ရင်းမြစ်တစ်ခုလေးဖြစ်လို့မို့ကျုပ်ကကျွန်တော်ဒီတင်းတင်းမြားသားစွာ စားသုံးပေးတဲ့စားစားစင်းတွေမှာထဲကိုထည့်ရမယ့်အရာလေးဖြစ်ပါတယ်။ကျွန်တော်ခုပြောပြတဲ့အကြောင်းအရာလေးကတော့ဒီကျအုပ်အနှစ်ပေါ့နော်မစားသင့်တဲ့လူတွေအကြောင်းနဲ့ကျအုပ်ကိုပုံမှန်စားသုံးပေးမယ်ဆိုလို့ရှိရင် ရရှိလာမယ့်အကောင်းကျိုးတွေကိုပြပြပေးခြင်းပဲဖြစ်ပါတယ်။ကျွန်တော်ပြောပြတဲ့ဗီဒီယိုဖန်လေးတွေကိုနားထောင်ပေးပြီးတော့ကြာတော့ကျွန်မရဲ့အကျိုးကျေးဇူးတစ်စုံတရားရရှိလိမ့်မယ်လို့လည်းမျှော်လင့်ပါတယ်။ကျမရဲ့အကျိုးကျေးဇူးတစုံတရားရရှိခဲ့မယ်ဆိုလို့ရှင်လေကျွန်တော်အနေနဲ့အတိုင်းထက်လွန်ဝန်းပါပီတိဖြစ်မိမှာပဲဖြစ်ပါတယ် ဂျမားကြီးဘ ਹੁ တုတ္တရီတို့ဝါပြီးစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံနေကြပါစေ။